သောကြာနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့နဲ့14ရက်နေ့တော်တွင်စိတ်ချမ်းမြေမယ်လူရပြည့်စုံမယ်ဘဝတွတ်တက်မယ်စမ်းပွင့်မယ်ရှင်ပြိုင်မှုအောင်မြင်မယ်အလူမင်္ဂလာကိစ္စပံဝင်ပတ်သက်ရမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတွတ်တက်ခြင်းသတင်းချုပ်ရာရာကောင်းခြင်းခံရှိတဲ့သို့ကသို့ပေမဲ့လည်းအဲ့ဒီမှာ အရှိရကုတည်သွားစဉ်အနည်းရှိတဲ့တဲ့မနေ့ခုနိုင်ခွဲနဲ့ကိုးနိုင်တို့သတိထားကြောသွားပြီးရရာဆင်ပြေတဲ့ကိုယ့်ရဲ့နေ့မှာ ခရီးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုကိုကြုံမယ်ဆယ်ရက်နေ့ဝေကြီးကိစ္စပြောဆိုမှု လုပ်ငန်းတွေအောင်မြင်မယ်တိုးတက်မယ်ဆယ်တရက်နေ့မှာရောင်းမဝင်မဖြစ်တတ်တဲ့လူယုံဒုက္ခပေးတတ်တဲ့အတိုက်ခံနေရှင်ပြီးလောရမယ်ဆယ်နေ့ရက်နေ့မှာ မတော်တဆနဲ့ကြူးဆက်ရမယ်မြောင်းရက်ကိုတည်သောစဉ်နဲ့ဖြစ်တတ်တဲ့မနေ့ စေတန်ခွဲနဲ့ဆရနိုင်ကြသွားလာယူဆက်ဆက်သောရက်နေ့မှာရပိုင်ခွင့်တွေကိုပြန်ရခြင်းအခက်ခဲဖြစ်ရှိနိုင်ခြင်းကိုကြုံမယ်ဆယ်လေးရက်နေ့မှာဘဝရည်မှန်းချက်အောင်မြင်ခြင်းနဲ့ရည်မှန်းချက်ရည်ရွယ်ချက်ထားသလောက်တိုးတက်တဲ့ကံနဲ့အောင်မြင်မှုကံတွေကိုရရှိသွားမယ်အနေထားရှိပါတယ်တနင်္လာနေ့သောကြံနေ့ရင်ကနေ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်၃ခုကနေ့ကျိုးပေးတယ်အပြာရောင်ပန်းရောင် ကျက်သွေးရောင်တို့ကိုဝေစားစီရင်ပြီးအလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။အသက်ရကျင်းသူတို့ကိုမောက်စေအဟာရတို့နဲ့လှူဒန်းခြင်းပြုပေးပါထူးခြားတဲ့ကံတွေပေါ်ပေါက်လာပါမယ်။ကျေးဇူးတင်ပါတယ်။ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ8ရက်နေ့ကနေ14ရက်နေ့အတွင်းဟာကိုယ့်အတွက် အထူးကောင်းတဲ့ကာလတစ်ခုဖြစ်တယ်။အလိုပြည့်စုံတဲ့ရှင်မင်းကျဲအောင်မြင်မယ်။ရှင်းဆွဲနေထားနေပုံမြင့်တဲ့နေထားတစ်ခုကိုကုပြောင်းတိုးတက်အောင်ဖန်တီးနိုင်တယ်။အခက်အခဲတို့ကိုကျော်လွှမ်းပြီးတော့ကောင်းခြင်းကံရှိမယ်။အလောကန်တိုးတက်မယ်၊စမ်းပွင့်မယ်၊ပြီးရတတ်ကောင်းမယ်၊ပညာရမှတိုးတက်မယ်။ရှင်းရဲ့နေရာကိုတည်းကောင်းတဲ့နေဖြစ်တယ်။ဒါပေမဲ့မတော်တဆနေကယူဆမယ်။အဲ့နေရာမဟာကျဲကျန်းရှင်းရဲ့နေရင်ရည်ရည်သတိထား အရှိရကိုဒီသောစဉ်နေဖြစ်တဲ့တဲ့မနေ့ခွန်နိုင်ခွဲနဲ့ကိုးနိုင်ကြနေတိုင်းကြီးဆိုင်ရမယ်ကိုရဲ့နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့ရှင်ပြိုင်မှုအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုရမယ်ဆယ်ရဲ့နေ့မှာထူးခြားတဲ့ကံပြောင်းလဲနဲ့တိုးတက်မှုတွေရရှိပြီးတော့ဝေကြီးလုံငန်းဘဝတလန်းအောင်မြင်မှုလမ်းကြောင်းတွေကိုဖန်တီးနိုင်တယ်ဆယ်တရဲ့နေ့မှာရက်ဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ဂျိုးပေးတယ်ဆယ်နှစ်ရဲ့နေ့ကငွေကြေးကံလုံငန်းကံကောင်းတယ်ဒါပေမဲ့ မြောက်ရကူဒီဇော်စင်နေဖြစ်တဲ့တဲ့မနေ့7နိုင်ခွဲနဲ့7နိုင်ကြာအသွားလာဂယူးဆက်ရမယ်73ရက်နေ့မှာရံများမယ်တိုက်ခံများမယ်မထင်မှတ်ထားတဲ့ပြဿနာတွေဖြေရှင်းရမယ်74ရက်နေ့ကတော့အလုံးစုံကောင်းသောကံနဲ့လူရပြည့်စုံတိုးတက်ခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေထားကောင်းကိုကြုံရမှာဖြစ်တဲ့ဇာတာပတိနေဗုဒ္ဓနေ့အင်္ဂါနေ့မွေးစုတွေကောင်းကြပေးမယ် တနင်္လာနေ့တောက်ကြတဲ့ဝိသုတွေဒုက္ခပေးတတ်တဲ့ကုန်းခုန်ကိုကနန်းနေ့အကျိုးပေးတယ်အပြာရောင်ပန်းရောင်နုနေရောင်တွေဝေပြီးအလိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်အနီရောင်ပန်းပွင့်ဖျားလှူပြီးတော့လိုရာဆန္ဒပြုရင်ဆန္ဒပြေမြောင်မယ်ကျေးဇူးတင်ပါဗုဒ္ဓနေ့ဝိသုအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ၈ရက်နေ့ညနေ 14ရက်နေ့တော်တွင်မှာယံအလုံးကိုကြော်ပြီးကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းကိုရနိုင်တယ်။သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးနိုင်တယ်။အတိုင်းခံနေကြတဲ့ကတိုးတက်မှုကိုရှာဖွေရမယ်။ငွေကြေးပေးယူကိစ္စတွေမှာအငင်းပွားစရာတွေရှိတတ်တယ်။အလောတကြီးရောင်းဝယ်ခြင်းမပြုရဘူး။အာမခံခြင်းတာဝန်ယူခြင်းမလုပ်ရအောင်။ခရီးကိစ္စစီစဉ်နိုင်တယ်။ဥတီချက်တွေလောကအစဉ်ပြေနိုင်တယ်။၈ရက်နေ့မှာ အရာရာသတိရှိရမယ်မတော်တဆအနေနဲ့လည်းဖြစ်တတ်တယ်အသွားလာကြည့်ဆက်ရမယ်အရှိတောင်ရကုန်တည်သွားစဉ်အနေနဲ့ရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင် သွားလာသတိထားကိုယ့်ရဲ့နေ့မှာရန်နောက်ဆက်တည်ကြတဲ့ဖြတ်သန်းပြီးဘဝတိုးတက်မှုကိုရရှိမယ်မြေတားရေကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ကိုရမယ်ဆယ်ရက်နေ့မှာခီးကိစ္စအပြောင်းလဲကိစ္စတွေဆောင်ရွက်အစီအပြေတိုးတက်မှုကိုရမယ်၁၇ရက်နေ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့ချမှတ်ကြိုးပေးခြင်းနေရှိမယ်ငွေချေးဝင်ချင်းလက်ဖွင့်ခြင်းနေရှိမယ်စဲနည်းနေမှာရံများမယ်တိုက်ခတ်များမယ်မတော်တဆငယ်တွေဖြစ်တတ်တယ်အရှိရောက်ကိုတည်သွားစရာနေပူပြီးများတတ်တယ်မနဲ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြသတိထားဆက်သုံးရက်နေမှာမထင်မှတ်ဘဲငွေချေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းနဲ့အခက်အခဲကြော်လာနိုင်ခြင်းနေရှိပြီးတော့၁၄ရက်နေမှာရပိုင်ခွင့်ဟောင်းနေပြန်လဲရရှိခြင်းအခက်အခဲအလုံးကိုကြော်လာ၍ ဘဝလူရဆန္ဒပြည့်စုံခြင်းတွေကိုကြုံမယ်တပတ်တာကာလအတွဲတွဲမှာသာသာပတိနေဗုဒ္ဓနေတနင်္လာနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေအင်္ဂါနေမွေးသူများကြောင့်စိတ်အောင်ဆက်ဖြစ်တတ်တယ်တင်ငါကုကနန်းနေကျိုးပေးပါတယ်အစိမ်းရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်အောင်မြင်မှုကိုရရှိနိုင်ပါတယ်အဖြူရောင်ပန်းမွေးတို့ကိုဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆန္ဒပြုပါ ဇာနာပြည့်မြောက်ခြင်းနဲ့ကောင်းကျင့်ခံတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ10ရက်ကနေ14ရက်နေ့တော်တွင်မှာ ရန်နောက်ဆက်တွေများမယ်မတော်တဆထိခိုက်မှုဖြစ်တတ်တယ်ရောင်းမဝယ်မှဖြစ်တတ်တယ်လူလင်သူကောက်တွေ့တတ်တယ်စီစဉ်နာတွေလက်တွေ့ကောင်းထဲဖော်ရန်ခက်ခဲမယ်လုံငန်းဟောင်းတွေရပ်ပြီးသစ္စာမယ် ်အကြံသေးရွယ်ချက်သေးတွေကိုရှေ့တို့လုပ်ကြရမယ်အကြီးကဲကျမ်းမာရေးခြူကြမယ်ရှေ့ရက်နေ့မှာရန်တိုက်ခံများမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်အသွာလာကူးဆက်ရမယ်အရှိရကိုတည်သွားစရာနည်းဖြစ်တတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြာသွာလာကူးဆက်ရမယ်ကိုးရက်နေ့မှာထူးခြားသော ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိလာမယ်အရာရာဆင်ပြေသော နေထားပဲကိုဦးတည်တယ် ဆယ်ရက်နေ့မှာရပိုင်ခွင့်နေလက်ဝယ်ပြန်ရမယ်ဆက်တရက်နေ့မှာရပိုင်ခွင့်နေလက်ဝယ်ပြန်ရခြင်းအရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရှိဆန်းတရက်နေ့မှာဝေကုံကြေးကြများမယ်လူယုံဒုက္ခပင်မယ်အဲ့ဒီနေ့မှာမြောင်ရက်ကိုတည်သွားစဉ်အနည်းရှိတဲ့တည်းမနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်ကြာအသွာလံကျူဆက်ရမယ်73ရက်နေ့မှာအရာရာဆင်ပြေသောကံနဲ့တိုးတက်တဲ့ကံတွေရှိမယ် ရန်နဲ့ဂျုံပြီးအဆင်ပြေမယ်၁၄ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရပြီးတော့ဘဝတက်လန်းလုပ်ငန်းတက်လန်းတွေကိုရရှိကြိုးပမ်းနိုင်ကြောင်းတွေ့ရှိရပါတယ်ဂျာဘပဒီနေ့သောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်ဧကန်နေ့ဗုဒ္ဓနေ့မွေးသူများကြောင်းစိတ်နောက်ရှေ ဖြစ်တတ်ပါတယ်အနီအောင်ချက်သွင်းအောင်ပတ်ရအောင်တော့သုံးရမယ်။၉ခွန်၅ကဏ္ဍနေချိုးပေးတယ်။ ကောင်းခြင်းခံများရစီရန်တို့ကသွားလာစဉ်လမ်းမှာတွေ့တဲ့အလူကံပုဂ္ဂိုလ်တို့ကိုအတူဒါနပြုပေးပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ8ရက်နေ့နေ့14ရက်နေ့အတောအတွင်းမှာရပိုင်ခွင့်ဒီကုန်လုံးပြန်ရမယ်ခက်ခဲတဲ့ကိစ္စမှန်သမျှပြေလည်အောင် ဖြစ်ရှင်းနိုင်နေပေမယ့်ယဉ်ကျေးသူများနဲ့စကားများတဲ့တဲ့ခီးကိစ္စအစဉ်ပြေမယ်အပြောင်းလဲကိစ္စအောင်မြင်မယ်လွန်ခဲ့သောနှစ်လအတွင်းစစ်စာဆုံးဖြတ်ထားတဲ့ကိစ္စအခုလွတ်ဖြစ်သွားနေပေမယ်ကြားပိုင်ခွင့်တွေအကုန်လုံးကလည်းပြန်လည်ရရှိနိုင်မယ်ရှေ့ရနေ့မှာပြောင်းလဲတိုးတက်မှုနဲ့အောင်မြင်မှုကိုဖန်တီးရယူနိုင်တယ်ကိုယ့်ရနေ့မှာအရာရာအစဉ်ပြေခြင်း တိုးတက်ခြင်းကိုကြုံမယ်၁၀ရနေ့မှာ ရန်အားလုံးကိုဖြည့်ရှင်းပြီးတိုးတက်မှုကိုရရှိမယ်။စတရနေ့မှာသူတပားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်ယှဉ်ခြင်းကြံ့ကြာခြင်းတွေရှိပြီ။စတရနေ့မှာစေကူးစစ်တွေရှိနေကစားတပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေပြည့်ဝနေမယ်။၁၃ရက်နေ့မှာအရာရာကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုရအောင်ဖန်တီးနိုင်တဲ့အနေအထားရှိတယ်။၁၄ရက်နေ့မှာခီးကိစ္စအပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်။ဒီကာလအတော်တွင်းမှာ တတိပေးကျင်တာကရှင်းရနေရမဟာရကျမ်းနဲ့တိုက်ဆိုင်တဲ့နေ့မတော်တဆညင်ဖြစ်တဲ့တဲ့လူလေးယောက်ဒုက္ခီသွားခြင်းရှောင်ရမယ်အရှိရကုန်တည်သွားစေအနေဖြစ်တတ်တဲ့မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွင်သွားလာနေထိုင်ကျူးဆိုင်ရမယ်ဆယ်နှစ်နေရငကဘောရဲ့နဲ့တိုက်ဆိုင်နေမြောင်ရကုန်တည်သွားစေအနေဖြစ်တတ်တဲ့မနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နှစ်နိုင်ကြာသွားလာနေထိုင်ကျူးဆိုင်ရမှာဖြစ်တဲ့ ဒီတပတ်တော်ကာလအတော်တွင်မှာတနင်္ဂနွေသောကြစနေမွေးသူတွေကြိုးပြတယ်တနင်္လာကြာသာပတိကြောင့်စိတ်အနှောင့်အယှက်တွေတစ်ခုပြီးတစ်ခုဖြစ်တတ်တယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုသုံးမှာနှစ်ခုကိုကနန်းတွေကို သုံးဆွဲပေးပါအဖြူရောင်ပန်းမွေးတို့ကိုဖျားကတ်လုပ်ပြီးလိုရာဆန္ဒပြုပါထူးထူးခြားခြားကောင်းခြင်းကံတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်